ဒီနေ့ညကစားမယ်ချက်မြဲလေးပွဲစဉ်နှစ်အတွက်အင်တာနက်ခန့်မှန်းချက်များပွဲမရှိလို့ပြင်းစရာတော့မလိုတော့ပါဘူးဒီတစ်ပတ်ဂျာရက်တွေမှာတော့ချက်မြဲလေးနဲ့တွေစုပ်ပြေတော့မှာပဲဖြစ်ပါတယ်ဒီနေ့ညမှာကစားမယ်ချက်မြဲလေးလီဖစ်ပွဲစဉ်နှစ်အတွက်အင်တာနက်ခန့်မှန်းချက်တွေကိုဘောလုံးပွဲကစားတဲ့အကုန်လေးထောက်ကူဖြစ်အောင်လို့ညီမတင်ဆက်ပေးလိုက်ရပါတယ်ဒီနေ့ညမှာတော့ချက်မြဲလေးပွဲစဉ်နှစ်အဖြစ်ကိုးပွဲကစားတော့မှာဖြစ်ပြီးတော့ဒီနေ့ည7:15မိနစ်မှာတော့နှစ်ပွဲည7:00ကွယ်မှာ9ပွဲကစားတော့မှာပဲဖြစ်ပါတယ်ည7:15မိနစ်မှာကစားမယ်အတ္တလန်နာနဲ့ဘရူးဂျက်ပွဲမှာဆိုရင်တော့အတ္တလန်နာအသင်းက3ကိုတကူ ကီရန်ရီယယ်မက်ဒရစ်ပွဲမှာဆိုတော့ရီယယ်မက်ဒရစ်ကငါးဂိုးကိုမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းပေးထားပါတယ်။ညတနေ့ဘက်မှာကစားမဲ့ပွဲစဉ်တွေနဲ့ပတ်သက်လို့အင်တာနက်ကအခုလိုပဲခန့်မှန်းပေးထားပါတယ်။အက်တလက်တီကိုနဲ့ဖရန့်ဘက်ပွဲမှာဆိုတော့အက်တလက်တီကကနှစ်ဂိုးကိုမရှိဘိုဂယ်ကလင်းစပါပွဲမှာဆိုတော့စပါတင်းကသုံးဂိုးတကိုချက်စီနဲ့ဘေဖီကာပွဲမှာဆိုတော့ချက်စီတင်းကနှစ်ဂိုးတကိုဂါလာတာစတရီနဲ့လီဗာပူးပွဲမှာဆိုတော့တစ်ဖက်ကိုနှစ်ဂိုးစီအင်တာမီလန်နဲ့ဆာလာဗီယာပရက်စ်ပွဲမှာဆိုတော့အင်တာမီလန်တင်းကနှစ်ဂိုးကိုမရှိမာဆေးနဲ့အေဂျက်စ်ပွဲမှာဆိုတော့မာဆေးတင်းကတော့နှစ်ဂိုးကိုမရှိနဲ့ပ ပါ4ဘိုင်ယန်မြူးနစ်ပွဲမှာဆိုရင်တော့ဘိုင်ယန်မြူးနစ်က6ဂိုးကိုမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းပေးထားပါဗျာ